ငယ်ချင်းတင်တဲ့တငယ်ချင်းတင်ဆိုရဲစာအုပ်ရဲ့မျက်နှာပုံပုံမှာတော့ကောင်မလေးနှစ်ယောက်ပျော်ပျော်ရွှင်ရွှင်နဲ့ရှိမောပြီးတယောက်နဲ့တယောက်ဖတ်ထားကြတာကိုမြင်ရပါတယ်ဘယ်ဘက်ကောင်မလေးကအင်းကြီးလေးမော်ရောင်နဲ့အဖြူရောင်အဆက်ပြောက်လေးပဲပါတဲ့စကက်လေးမော်ရောင်ကိုဝတ်ထားတယ်ဖနက်ကလည်းလေးမော်ရောင်ပါပဲစက်တောင်သေးစပင်လေးကိုတော့ခေါင်းစီးချိုးအနီလေးနဲ့စီးထားတယ်ညာဘက်ကကလေးမလေးကတော့ အပြာရောင်အင်ကြီးရဲ့အနီမှာအပြာရောင်စနွေးမကင်းပုံလေးတွေနဲ့အလှဆင်ပုံဖော်ထားတဲ့စကက်အနီရောင်လေးကိုဝဲပြီးဖက်နဲ့ပြားပြားလေးကိုစီထားရင်သူကတော့သပင်းအလေခွဲခဝဲလေးပါသူတို့နှစ်ယောက်ဟာတယောက်နဲ့တယောက်မျက်နှာချင်းအပ်ပြီးကျင်ကျင်နာနာနဲ့ဖတ်ထားကြတယ်သူတို့ရဲ့နောက်မှာမြတ်တာတင်ဂေတာအသေးပုံလေးပဲလွင့်ပြန်နေပါတယ်မျက်နှာပေါ်ကြောက်ကဆာမျက်နှာမှာကတော့ စောစောကမြင်ခဲ့ရတဲ့အထက်ကလိမ္မော်ရောင်အင်ဂျင်နဲ့ကောင်းမလေးရဲ့သူ့ရဲ့မမေရဲ့ကိုအပြာရောင်ဆက်ဝိုင်းလေးတစ်ခုထဲမှာတွေ့ရတယ်။ကောင်းမလေးကသူ့မမေရဲ့မေးစီကိုလက်ကလေးနဲ့ကင်ထားပြီးမမေကသူ့ကိုဖတ်ထားတယ်။နှစ်ယောက်လုံးအားရပါးရပြုံးရင်နေကြပါတယ်။သူတို့ရဲ့အောက်ဖက်မှာတော့မြေပြင်မှာအစာကောက်နေကြတဲ့စိမ်းပြာရောင်ငှက်ကလေးနှစ်ကောင်ရင်နှုတ်သီးဝော်ဝါချောင်းနေနေနဲ့ ဘဲဖြစ်ဖြူတကောင်ရင်နရွက်ကားကားနဲ့ကြောင်အဝါတကောင်ရင်အညို့ရအပွက်ပြောင်းနဲ့ခွေးပေါလေးနှစ်ကောင်ကိုမြင်ရတယ်။တငယ်ချင်းအသက်စာမျက်နှာတက်အင်းကြီးအနီစကက်အနီကျောင်းဝဲအပြာရောင်လေးနဲ့ကလေးမလေးကအိမ်ဝင်အပောက်ဝတ်မှာရောက်နေတယ်။သူမရဲ့မမေကတကောင်ဝါကနေစီးကျုံနေတဲ့ပုံလေးကိုမြင်ရတယ်။မမေရဲ့တသက်ပြန်လာပြီ။ စာမျက်နှာနဲ့အင်းရဲ့အတွင်းဘက်အဝင်ပေါက်လေးနောက်မှာတသေးကသူ့မမေကိုတခုခုပြောနေတယ်။သူ့မျက်နှာကပျော်ရွှင်နေတဲ့ပုံပဲ။ဇလုံးလေးကိုတသေးရဲ့ထုံထားရဲ့မမေကတသေးပြောတာကိုခရုတစိုက်နားထောင်နေပါရဲ့။တဲ့မွေးနေရောက်တော့မယ်ပြောလိုက်တာမွေးနေမှာတငယ်ချင်းတွေကိုဖိတ်မယ်နော်မမေဒါနဲ့မိုင်းမိုင်ကိုဖိတ်ရမှာလားယမမေ ဆမျက်နှာ၃မူဇိုချောင်းရဲ့ပကြီကန်းလေးရဲ့မှာပါနယ်ရံမှာပကြီကား၃ချက်ချိတ်ထားတာကိုမြင်ရတယ်။လေရင်မြန်မုံတစ်ပင်နဲ့တောင်နှန်းတွေပုံဘောလုံးနဲ့ဝုံးဝဲပုံလေးတွေပါအောက်ကကျမ်းပြင်ပေါ်မှာတဲတဲလေးရစာအုပ်တအုပ်ကိုဖွင့်လက်ညှိုးလေးထောင်းပြီးတခြားသူတွေလိုစကားပြောနေပါတယ်ဘေးမှာအစိမ်းရောင်ဝမ်းစက်နဲ့ကောင်မလေးကထိုင်နာထောင်နေတယ်လို့ ရှင်းရကောင်းလေးနှစ်ယောက်ကလည်းစိတ်ဝင်စားတဲ့ပုံမျိုးနဲ့ရှိနေတယ်။အဲအခန်းရဲ့တောက်တနေရာမှာတော့အနီရောင်အင်းကြီးစနွေမကင်းပုံအကွက်လေးတွေပါတဲ့စကက်အပြာရောင်ဝတ်ထားတဲ့ကောင်မလေးတစ်ယောက်ရှိနေတယ်။သူကတယောက်တည်းတီးချထိုင်နေပြီးတော့စာအုပ်တအုပ်ကိုဖွင့်ကြည့်နေရတယ်။သပင်းအလေးခွဲကိုဝယ်လေးနဲ့သူမကမိုင်းမိုင်ဖြစ်လိမ့်မယ်ထင်ပါရဲ့။ तू อ่ะခုမှတက်ရောက်လာတဲ့တငယ်ချင်းလေး ။ "तू อ่ะ तू ဘာသာပဲ तू မျိုးလေ။ဘသူ့ကိုမှမခုံပြောဘူး။ဆံမျက်နှာလေး။မူโจចောင်းကအခန်းလေးတစ်ခန်းရဲ့မြင်ဝင်မှာဝမ်းဆက်နဲ့កောင်လေးကရှေ့ကနေပြေးနေပြီ။အစိမ်းဝမ်းဆက်နဲ့កောင်လေးကအနောက်ကလိုက်တယ်။နှစ်ယောက်လုံးရှိမောနေပြီ။လိုက်တိုင်းပြေးတိုင်းကစားနေကြပါရဲ့။သူ့ရဲ့နောက်မှာတဲတဲလေးကရက်နေ။မိုင်းမိုင်လေးကတော့သူ့ဘာသာတယောက်တည်း ကစားစရာအိုးခွက်အယုတ်လေးတွေနဲ့ကစားနေရင်သူ့ဘေးမှာဘဲရုပ်ဖြူဖြူလေးလည်းရှိနေပါတယ်။တတဲကမိုင်းမိုင်ကိုနားမလည်ဟန်နဲ့လှည့်ကြည့်နေတယ်။အဲ့လေသူကအတူတူမှလာမကစားတာကိုအလုံးတူကစားတဲ့အချိန်မှာမိုင်းမိုင်ကတယောက်တည်းကစားတယ်။ဆာမင်နာကမူโจကျောင်းရဲ့ထမင်းစားကန်းထဲမှာပါ။စပွဲရှိတလုံးရဲ့တစ်ဖက်ထမ်းမှာ မိုင်းမိုင်းတဲတဲနောက်ထပ်ကောင်မလေးတစ်ယောက်နဲ့ကောင်လေးတစ်ယောက်ရှိရယ်သူတို့နဲ့မျက်နှာချင်းဆိုင်အချမ်းမှာတခြားကောင်မလေး၃ယောက်ထိုင်နေကြရယ်အားလုံးရဲ့ရှေ့မှာစားစရာတွေထည့်ထားတဲ့ဘူးလေးတွေခွက်လေးတွေကိုစီရှိနေကြရယ်ဂျန်တဲ့သူတွေအားလုံးကစားဖို့တောက်ဖို့အတွက်တက်တက်ကြွကြွဟန်ပြင်းနေကြပါမယ်လေမိုင်းမိုင်းကတော့လက်လေးနှစ်ဖက်ကိုရင်းဘက်မှာရှဲရင်မျက်စိလေးမိတ်လို့ဆူတောင်းနေပါရယ် ထမင်းစားတဲ့အချိန်မှလည်းသူကချက်ချင်းမစားဘူးစာမျက်နှာ6ဒီတစ်ခါမြင်ရတာကအပြင်ဘက်မြင်ကွင်းမှာနေအင်းအစာဦးရေကြားလမ်းပေါ်မှာတသက်အပါဝင်ကျောင်းကပြန်လာကြတဲ့ကလေးတချို့တွေ့ရတယ်တသက်နဲ့တခြားကလေးတွေကအတူတူတစုတွေသွားနေကြပါမယ်မိုင်းမိုင်ရတော့ကျောဘိုးရဲ့အစိမ်းလေးကိုလွှဲရင်းတယောက်တည်းပဲရှောက်နေရဲ့ က်တဲ့ကသူ့ကိုလှည့်ကြည့်နေပါရဲ့။ကျောင်းဆင်းလို့အလုံးသူပြန်ကြတော့လဲသူကနောက်ဆုံးမှကြံခဲ့ရဲ့။တဲတဲသူ့အတွက်စိတ်မကောင်းဘူးမင်းလေ။စာမျက်နှာခုနှစ်ခန်းစိပန်းရောင်လေးတက်ထားတဲ့ခန်းလေးရဲ့ကျမ်းပြင်မှာတဲတဲနဲ့မမေထိုင်နေကြတယ်။မမေရဲ့ရှေ့မှာဟင်းရွက်စိမ့်တွေထည့်ထားတဲ့ဝါးစကားလေးတစ်ခုရှိနေပါရဲ့။တဲတဲ့ကဒူးလေးကိုတုတ်ထိုင်ရင်သူ့မိမေရဲ့လက်မောင်းတစ်ဖက်ကိုကင်ပြီး ြံလက်ကလညိုးထောင်လို့စကားပြောနေပါတယ်။သူ့အမှုအရာကတခုခုကိုဝေခွဲမရဖြစ်နေပုံပါ။အဲ့ရောမိုင်းမိုင်းကိုဖိတ်ရမှာလားမင်းလေး။အိမ်ကြီးတစ်တွေရောက်တော့ကမင်းမေတို့ဘယ်လိုလုပ်ခဲ့တယ်လဲ။သူတို့နေမကောင်းတဲ့အခါမင်းမေတို့ဘာလုပ်ပေးခဲ့တယ်လဲ။မင်းမေကပြောပြီးသူ့ကိုပြန်ပြောနေပါတယ်။စာမျက်နှာရှင်ဟုတ်ပြီသမီးတိပြီ။ဘသူ့ကိုမစိုးဂယူဆိုက်ရမယ်။ မိုင်းမိုင်ကိုတသေးဖိတ်လိုက်ပါမယ်။ဖေဖေမေမေတို့ကအားလုံးမြူးဆိုင်တယ်လို့ပေါ့။ဒီပုံမှာတော့တသေးကသူ့မေမေကိုနောက်ကျောဘက်ကနေလက်နှစ်ဖက်နဲ့ဖတ်ထားတယ်။မေမေကသူ့ပခုံးပေါ်ကတသေးရဲ့လက်တစ်ဖက်ကိုတယူတရကင်ထားတယ်။နရွက်ကားကားနဲ့အဝါရောင်ကြောင်ကရှေ့ရနေဝှက်ပြီးသူတို့ကြည့်နေ။ဆာမျက်နှာကိုအခန်းနိုင်ရန်လေးကိုမှီပြီးတသေးထိုင်နေပါတယ်။ ူးလေးနှစ်ဖက်ကိုတုပ်လက်ကလေးနှစ်ဖက်နဲ့ပွင့်ပြီးထိုင်နေတဲ့တဲလေးရဲ့မျက်နှာဟာတခုခုကိုစိုးရိမ်နေသလိုပါသူ့ရဲ့ဘေးကကျမ်းမြင့်ပေါ်မှာဆောင်းလေးတအုပ်ရှိနေတယ်မိုင်းမိုင်ကိုဖိတ်တာဖိတ်ရတယ်သူတဲတဲတို့အိမ်ကိုလမ်းမလာပါမလားတဲတဲတို့ကျွေးရမောင်ဝင်ကားကိုသူစားမစားပါမလားတဲတဲတို့ကြက်ပခုတ်ကစားတဲ့အခါသူရောကစားပါမလား စာမျက်နှာ30တသက်မွေးနေရောက်ပြီတငယ်ချင်းနေရောက်လာကြတယ်တသိသိပျော်တာပဲတသိတို့ရဲ့အိမ်ချမ်းဝန်းလေးထဲမှာပါမိဘတွေနဲ့အတူကလေးအချို့တသိရဲ့မွေးနေ့ကိုလာကြတယ်တသိကဝမ်းသာအားရနဲ့အပြင်းလေးစီးကြုံနေပါတယ်ချမ်းဝန်းလေးရဲ့မှာစိမ့်ဆိုတဲ့မျက်ခင်းနဲ့အပင်တချို့ကိုမြင်နေရတယ်စာမျက်နှာ7ဟေး ခုမှမိတ်မိတ်လာတယ်တော့ဟုတ်ပါရဲ့အစိမ်းရောင်အလုံးလေးတွေနဲ့ပုံဖော်ထားတဲ့ဝတ်စုံလေးနဲ့မိုင်းမိုင်းဟာပန်းရောင်စင်တူဝတ်ထားတဲ့သူ့မမီရဲ့လက်ကိုဆဲပြီးလာနေပါရဲ့အနီရောင်ဝမ်းဆန်စစ်တောင်စီလေးစီးထားတဲ့တသက်ကအိမ်ရှိလက်ကတိပေါ်ကနေဝမ်းတာအားရပြေးစင်ပြီးကြုံနေရလေအဲ့ဒါကိုဘေးကခွေးညိုလေးကကြည်နေရစာမျက်နှာဆက်နေတသက်မွေးနေမှာတငယ်ချင်းတွေ ပျော့ပျော့ပေါပေါမွေးငါစားနေကြပါပြီ။မိုင်းမိုင်လေးကပြုံးပြီးမွေးငါကိုဇွန်းနဲ့စားနေတယ်။ဘေးမှာထိုင်နေတဲ့တဲတဲကသူ့မကိုပြုံးပြီးကြည့်နေပါတယ်။သူတို့ရဲ့စပွဲဝိုင်းမှာတခြားတငယ်ချင်း၄ယောက်လဲအားရပါးရစားနေကြတယ်။ကြောင်ဝါလေးကတော့စပွဲဘေးမှာခေါင်းလေးထောင်လို့ပေါ့။တဲတဲလူစားတဲ့မွေးငါကိုမိုင်းမိုင်လည်းစားတယ်။စာမျက်နှာ73 စားတောက်ပြီးတော့ကစားကြရမယ့်အလှည့်ပဲမဟုတ်ပါလားစီဝိုင်းရဲတစ်ခုထဲမှာတဲတဲနဲ့မိုင်းမိုင်းတို့အာချုံမန်တက်စပတ်ကတန်ကစားနေကြတယ်ကျန်တငယ်ချင်းလေးယောက်ကလက်ခုပ်တီးပြီးအားပေးနေကြတယ်ခွေးညိုလေးကတော့ရောင်ချာချာနဲ့ဘေးမှာရဲလို့တဲတဲတို့စပတ်ကကစားတဲ့အခါသူလည်းဝင်ကစားတယ်စပါကူကစားတဲ့အခါတဲတဲကိုဘယ်သူမှမမြင်ဘူး။မိုင်းမိုင်ကတဲတဲလိုပဲအကြိုက်ခွနိုင်တယ်။ ဆံမျက်နှာဆက်လေနောက်ဆုံးတော့ပင်ပန်းလုံးလို့နှစ်ယောက်လုံးအတူတူဖင်ထိုင်ကြသွားရဲ့ကြည့်ပါဦးတဲတဲနဲ့မိုင်းမိုင်းစီးဝိုင်းနဲ့မှာဖင်ထိုင်ကြနေကြပြီနှစ်ယောက်လုံးပက်လက်တွေလမ်းပြီးခြေကိုဆင်းလက်နှစ်ဖက်နဲ့အနောက်ကိုထောက်ရင် အားရပါရချီမောနေကြတယ်ဘေးကတငယ်စင်းနေရတယ်ပြုံးလို့ပါ ခွေးညိုလေးတော့ဘူးမသိပါမသိဝင်ပြုံးနေလေရဲ့ ဆာမျက်နှာဆန်ကညနေဖုံးမှာတွေ့ခဲ့ရတဲ့ပုံလေးပါတဲတဲ့နဲ့မိုင်းမိုင်းတို့ပါချင်းအပ်ပြီးတယောက်နဲ့တယောက်ပျော်ပျော်ရွှင်ရွှင်ဖတ်ထားကြရင်မိုင်းမိုင်းနဲ့တဲတဲ့မတူတာတွေအများကြီးရှိတယ်ဒါပေမဲ့စက်ဖအကြကြီးခွန်နိုင်တာကျင်းတော့တူကြတယ်ဆာမျက်နှာဆက်ချောင်းအဲ့ဒီနေ့ကစပြီးမိုင်းမိုင်းနဲ့တဲတဲ့အတူတူကစားအတူတူစားအတူတူပြန်ကြတယ်အပြာရောင်ဝတ်စုံအပြာရောင်ကြောပေါ်ရည်လေးနဲ့မိုင်းမိုင်းရင် အနီရောင်ဝတ်စုံအစိမ်းရောင်ကြောဖို့ရည်လေးနဲ့တဲတဲတို့တယောက်လက်တယောက်တွဲပြီးလမ်းပေါ်မှာရှောက်လာနေကြ යි အင်ဂျီအစိမ်းပေါင်းမီအစိမ်းကြောဖို့ရည်အနီနဲ့တငယ်ချင်းကောင်တွေတယောက်လည်းပါတယ်အနောက်ဘက်မှာလူတွေအများကြီးရင့်နေကြတဲ့မူဂျိုချောင်းကိုခရင်ရင်လေးမြင်နေရတယ်စိမ်းပြောင်ရောင်ငှက်ကလေးနှစ်ကောင်ကလည်းလမ်းမထက်မှာချစ်ချစ်ခင်ခင်နဲ့အတူတူအစာကောက်နေကြတယ်လေ။ဆာမျက်နှာစက်ခွန် ဲတဲနဲ့သူမရဲ့မမေရဲ့ပုံကိုအကြီးမြင်ရတယ်။တက်တဲကပြုံးပြီးမမေရဲ့မေးစီလေးကိုလက်တဖက်နဲ့ကင်ထားတယ်။မရင်အောင်အင်းကြီးလေးနဲ့မမေကတက်တဲကိုညာလက်နဲ့တရွတ်တရတိုင်းဖက်ထားပါတယ်။မမေလည်းပြုံးနေတာပေါ့။မိုင်းမိုင်လူတငယ်ချင်းကောင်တယောက်ရသွားတာတိတ်တော်ရဲ့မမေကြောင့်ပဲပေါ့။ဟုတ်ပါတယ်။အနေစိမ့်ပြီးတီးခြားနေတတ်တဲ့မိုင်းမိုင်လေးကိုမမေရဲ့စကားနားထောင်ပြီးမိတ်ဆွေဖွဲ့ခဲ့တဲ့အတွက် ခုဆိုတဲတဲမှာချစ်စရာကောင်းလာတဲ့တငယ်ချင်းအစ်တစ်ယောက်ရခဲ့ပြီမဟုတ်ပါလား